ချို့ကမိကွန်းတွေကိုပေါက်ပေါက်ချာချာမေးတက်ပါတယ်။ပါကျုပ်ဆရာတော်ကြီးနဲ့မိုင်းဖိုးဆရာတော်ကြီးကဘဒူကပို့ပြီးတော့မြက်ပါတလဲတဲ့။ဒီမိကွန်းကိုကိုယ့်အကူဖြူကြပါ။ဥတင်ပြောပြပေးပါမယ်။မင်းသားပြကဘာကြောင့်ပညာအရာမှာတာလွန်တဲ့အရှင်တိုင်ပုဒ်ဆရာမင်းမြတ်ကိုလက်ရရန်ပေးပြီးတော့တကိုးကြီးတဲ့အရှင်ဘောက်ကလန်မင်းမြတ်ကိုကြတော့ ဘာကြောင့်လဝဲမှာထားတာလဲဒီလားတခါတော့ကအရှင်တာယိဘုဒ္ဓရာနဲ့ရှင်မောဂလမမဒီမြတ်ကသူတို့ကသူတို့ချီးမွမ်းကြတယ်အရှင်တာယိဘုဒ္ဓမဒီမြတ်ကနေပြီးတော့ရှင်မောဂလံကိုငါရှင်မောဂလံနဲ့တင်းကတာသနာမှာအရန်ကိုထင်ရှားပါတယ်တဲ့တင်းကဟိုးမှာမြင်ရတဲ့တောင်ကြီးနဲ့တူတယ်တဲ့ငါတို့ကကြတော့ အဲ့ဒီတောင်ကြီးပင်သားမှာရှိတဲ့ကြောက်ခဲတွေကြောက်ကြုံတွေနဲ့တူပါတယ်ဆိုပြီးတော့ချူးမွန်ပါတယ်အဲ့ဒီခါမှာရှင်မမောက္ကလမဏိမြတ်ကလည်းအရှင်တာယဘုဒ္ဓမဏိမြတ်ကိုပြန်ပြီးချူးမွန်တယ်ငါရှင်တာယဘုဒ္ဓရာတဲ့ငါရှင်ဟာပညာရမအတာလွန်ဆုံးပဲတဲ့ငါရှင်ဟာဟိုးမှတွေ့နေတာသားခဲကြီးနဲ့တူတယ်တဲ့သားခဲကြီးနဲ့တူတယ်တဲ့သားဆိုတာကဘာလဲဆိုလို့ရှင်ဟင်းချက်လို့ရှင် မပါလို့မဖြစ်ဘူးအဲ့ဒါလို့ပြောချင်တာကပညာကနေရာတကမှာမပါလို့မဖြစ်ဘူးပညာရှိကိုရှိရမယ်ပညာတက်ကိုတက်ရမယ်နော်အဲ့ဒါလို့ချီးမွမ်းပါပြီးဦးဇင်းတို့ပခုံးနှစ်ဖက်ကိုကြည့်လိုက်ပါသင်္ကန်းကိုထားတဲ့ရန်တွေရဲ့ပခုံးနှစ်ဖက်ကိုကြည့်ပါညာဘက်ပခုံးကိုဖော်တယ်ဘယ်ပခုံးကိုဖုံးထားတယ်ဒါကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ပညာကိုဖော်ထားရမယ်တကိုးကိုအနာဖာဝါကိုဖုံးထားရမယ်ဒါကိုပြောချင်တာဖြစ်ပါ ါကကိုကြည့်ရင်အပြင်ပညာကတကူထက်အလုံးနဲ့ဆိုတာပို့ပြီးတော့ထင်ရှားပါတယ်နော်တကူဆိုတာအတုံးမချတတ်လို့ရှိရင်လမ်းမတက်ပါတယ်ဒဲလားသူတွေကတကူကိုယုံကြည်လို့ရှိရင်သူတို့ဟာဒီတကူနဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုကိုယ်ကမှဆိုလို့ရှိရင်သူတို့ကိုသူတို့အဆက်ဆက်အရာပြည့်စုံမှုထင်ပါဒါကမဟုတ်ပါအဲ့ဒီတကူဆိုတာသူတို့ကိုယ်ကွယ်တဲ့ပုဂ္ဂိုလ်တွေကို ချောင်သေးကြလေးမူးတည်ပါလေဒီလားအငါတို့ကတကူနဲ့မဆာမှာပဲငါတို့သီးပွားလက်လာပါတိုးပွားလာတကူနဲ့လုပေးမှာပဲဆိုပြီးစိတ်နဲ့ကိုကိုချင်ကတာများပါတယ်တကူရှိတဲ့ပုံကိုယ်တွေကိုလေတပညာကားလည်းလိုမဟုတ်ဘူးတော့ငါတို့ကိုကိုရဲ့ဘုန်းကြီးကပညာတက်တယ်ပညာရှိတယ်ဟေးတွားကြရအောင်ဆိုလို့ရှိရင်ငါတို့ကိုအဆုံးမပေးလိမ့်မယ်ငါတို့ကိုလမ်းမှန်ရအောင်ဆုံးမပေးလိမ့်မယ် ငါတို့ကလည်းအဲ့ဒီအသုံးမနဲ့တူလက်မရအောင်ရှောက်မယ်ဆိုတဲ့တိတ်တဲ့ကိုးကွယ်တာများပါတယ်နော်ပြောချင်တာကပညာအာသနာပုဂ္ဂိုလ်ကရတာသူတပည့်တွေကိုလက်မရအောင်ရှောက်ဖို့တိုက်တွန်းပေးတယ်တကူအာသနာတဲ့ပုဂ္ဂိုလ်တို့မြတ်မြတ်ကကြတော့သူတို့ကိုးကွယ်တဲ့တပည့်တွေကတော့ရှောင်သိတဲ့တွေများပါတယ်ဒါကိုကြည့်ရင်တွေ့ပါလိမ့်မယ်ဒီလား ပါကျိတ်ဆရာတော်ကြီးကတကိုးကြည့်လားဗျာအာသူကမြန်မာနိုင်ငံမှာတကိုးအကြီးဆုံးပုဂ္ဂိုလ်ကပါကျိတ်ဆရာတော်ကြီးဖြစ်ပါတယ်နော်ဥဒိနဗုဒ္ဓသာသနာမှာတကိုးသုံးမျိုးရှိတယ်မြေရှိုးမိုးပြန်ချင်းစတဲ့တကိုးတွေကိုပြုလုပ်နိုင်တဲ့အိဒီပါတီဟာဗီရဲ့တကိုးနောက်နံပါတ်၄ကကြတော့သူတစ်ပါးရဲ့စိတ်အကြံတွေကိုတီလူပါကြံနေတဲ့ထတာတွေကိုတိတဲ့အာဒေသနာပါတီဟာဗီရဲ့တကိုးနံပါတ်၃ကကြတော့ လူမိုက်တွေကိုယဉ်ကျေးလက်အောင်လူယဉ်ကျေးတွေကိုပို့ပြီးယဉ်ကျေးမှုရှိလာအောင်ပညာမရှိတဲ့သူတွေကိုပညာရှိလာအောင်လမ်းမှားနေတဲ့ပုဂ္ဂိုလ်ကို လမ်းမှားရောက်အောင်ပြုလုပ်ပေးနိုင်တဲ့အနုတတ္တိပါတိဟာဝိယတကူ၃မျိုးပါမြတ်တရားကရှင်းနှစ်ခုကို မကြိုက်ဘူးဘာကြောင့်မကြိုက်ကြတယ်ဆိုလို့ရှိရင်အဲ့ဒီအရာကသူမရှိလို့ရှိရင်လေသူမဘောခင်ကလေးက ်တဘောရှိတယ်တကယ်သူအာသမားဆိုရှင်အာဒါကပြိမဆူဆမ်းမှာဘူးကွာနော်ရန်ကရမမဟုတ်ဘူးရှေးတော့ကသူတွေလုံနိုင်ဆိုပြီးတော့လူတွေကအကြံဖြစ်မှာဆိုလို့အဲ့ဒီနှစ်ခုကိုမေတ္တာပြကတဘောမကြပါနော်ဘာကိုတဘောကြတယ်ဆိုလို့ရှင်ဂျီဂျေအောင်သုံးမတက်တဲ့အနုတတန်ဒီပါတိဟာရဲ့တကောကိုတဘောကြပါဒါကြောင့်ရန်တော်တွေကိုမေတ္တာပြကအနုတတန်ဒီပါတိဟာရဲ့တကောကိုပြီးတော့ဖို့ တိုက်တွန်းပါတယ်နော်ဒါကြောင့်ဦးသွင်းလို့လက်ရှိမြန်မာနိုင်ငံမှာပါကြဆရာကြီးကတကူအကြီးဆုံးဖြစ်ပါတယ်နေ့လေကချက်ပေါက်ပါလေအသက်35လောက်ရှိတဲ့ဟိုလူငယ်လေးတယောက်ကနေပြီးဦးသွင်းကိုလာပြောပါတပိတော့တဲ့ဟိုပါကြဆရာကြီးကိုကြီးညိုတယ်လို့ဦးသွင်းကိုလည်းထပ်သူကြီးညိုတယ်တဲ့ဒီတကားကအပေါ်ရင်ကြည့်မယ်သူလို့ရှိရင်တော့ဝမ်းတာစရာပေါ့လေတကယ်တမ်းနက်နက် ရှမ်းရှမ်းတွေးတော့မှလန့်စရာကြီး။ဘာကြောင့်လဲဆိုလို့ရှိရင်ဦးသိန်းရဲ့အနေထားကို तू ကပါကြုံနဲ့နှိုင်းပြီးတော့ကြီးညိုတယ်ပြောတာဦးသိန်းကလန့်သွားတယ်။ဘာမှမဆိုင်ဘူးလေ။ဆရာတော်ကြီးရဲ့တိတာကုံ၊တမာရီကုံ၊ပညာကုံနဲ့ဦးသိန်းနဲ့ဘာမှမဆိုင်။လက်ရှိဦးသိန်းရဲ့အနေထားကဟိုဆရာတော်ကြီးရဲ့ဟိုခြေရဘောကမြုံမုံအသင်းတော့ပဲရှိတယ်။တိတာသူကအဲ့ဒါကိုဦးသိန်းကိုထတ်တူကြီးလာပြီးတော့ ိုနှိုင်းတဲ့ခါကျတော့ဦးသိန်းကလန့်သွားတာပေါ့ဦးသိန်းရဲ့ဒီသားကဟိုအနုတော်မှလူကျော်အဆင့်ပဲရှိပါတယ်နော်အနုတော်မှလူကျော်အဆင့်ပဲရှိတယ်အဲဆရာတော်ကြီးကကျတော့ဟိုလူကျော်ထဲမှာလူကျော်တို့မဟုတ်လူကျော်ထက်ပိုချော်တဲ့ပုဂ္ဂိုလ်လို့ပြောလို့ရပါတယ်